င်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါအဝင်ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအ мян ဆုံးပြန်လွတ်ပေးဖို့နဲ့စစ်ကောင်မရှင်ရဲ့အတူအယောင်ရွေးကောက်ပွဲကို မထောက်ခံဖို့အမေရိကရောက်မြန်မာပြည်ဖွားတွေဟာအမေရိကန်ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့သမရအင်ဂူရောရှိမှာစက်တင်ဘာလ26ရက်နေ့နဲ့စက်တင်ဘာလ28ရက်နေ့နှစ်ရက်ဆက်တိုက်စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူတရုတ်တန်ယုံရှိမှာလည်းဆန္ဒထုတ်ဖော်ခဲ့ကြပြီးဆန္ဒထုတ်ဖော်ပွဲကို Women for မြန်မာအဖွဲ့ကဥဆောင်ပြုလုပ်ခဲ့တာ DC အခြေစားမြမအရေးဆောင်ရွက်သူတွေနဲ့တော်လန်ရေးအင်အားစုတွေနိုင်ငံရေးတကြွလှုပ်ရှားသူတွေပါဝင်ခဲ့တယ်လို့သိရပါတယ်။သမရထွန့်တက်လာပြီးရဲ့နောက်ပိုင်းဒါဟာပထမဆုံးအကြိမ်မြမအရေးတကြွလှုပ်ရှားသူတွေကသမရရဲ့အင်ဂျီရောရှိမှဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အဆုံးကြီး right now right now free our president ဦးဝင်းမြေ right now right now free our president ဦးဝင်းမြေ right now detainees in Burma. Right now, right now. Free all the detainees in Burma. Right now, right now. victory will be prevailed. Right, right, right now. now, right now. Victory will be prevailed. Right now, right now. Yerobo. Aoyami. Yerobo. Aoyami. Education, healthcare, everything is really good. Now, military regime took over. Kohat to the J, She cannot. She had no right to have the treatment for brutal military regime. And we're here because we need the military regime, the dictator, to be held accountable for the war crime that he has committed. And again, there was an election in 2020. Um, on February today, we will we will have a prayer service wishing her well. She's currently facing um, 37 years of related to her heart, and she has living children. Her son is in England that has been very outspoken of the cause and has been working tirelessly to bring awareness. <laughs> ညက်စရာဒူရဲကောင်းဒီရေပြင်မှာတိုက်ပုံးဝင်ဆုံးခဲ့တဲ့အားလုံးတွေဒီတဲ့ချေလေးနဲ့ကျွန်တော်ကုန်ပြူရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဆိုရင်ဝါရှင်တန်ဒီစီမှာခြေဆိုင်ကြတဲ့မျိုးသမီးအဖွဲ့ရဲ့ကျွန်တော်တို့ဒီ DMB ပေကအင်အားစုပြန်အားလုံးကကျွန်တော်တေးဥတိုင်အောင်မှစပြီးတော့ကျွန်တော်စပြီးတော့ဒီအခုဒီစီမှာမှာနော်ချမ်ပစစ်ကောင်စီချင်းပါမဲ့ရှမ်းမလရှင်နော်သူ့ရောင်ရွေးကောက်ပွဲကိုလောကအသီးမှန်ပြို့နော်လောက မထောက်ခံဖို့အတွက်ကျွန်တော်တရုတ်တန်ဟိုဆက်ပြီးတောင်းဆိုခဲ့ကြပါတယ်တောင်းဆိုဆန္ဒပြပွဲလုပ်ခဲ့တယ်အဓိကတော့တရုတ်ကနောက်ကနေဒီစစ်ကောင်စီကိုအချမ်းပဲစစ်ကောင်စီကိုထောက်ခံနေရယ်ပြီးလို့ရှိရင်သူ့ကိုမိပညာတွေပံ့ပိုးပေးနေတယ်သူ့ကိုစစ်လန်းတွေပံ့ပိုးပေးနေတယ်ဒါတွေကကျွန်တော်ပြည်သူတွေကိုတတ်ဖို့အတွက်ဖြစ်နေတယ်ဒါကြောင့်မို့လို့ဒီရာဇဝတ်မှုတွေကိုကျွလွတ်တယ်မှာတရုတ်လည်းပါနေပါတော့ဒါကိုကျွန်တော်သွားပြီးတော့တရုတ် ပြုတ်တောင်ရှိမှတတောင်းဆိုတာချက်ချင်းရက်ဖို့လိုတယ်ဒီပတ်မုံမှုတွေရက်ပြပြီးတော့လာမဲ့သူ့ရောင်ရေကောက်ဝဲအတွက်လည်းလုံးဝတိမမပြုတ်ဖို့ဆိုတော့သူ့ရဲ့ policy ကိုပြောင်းဖို့အတွက်ကျွန်တော်တတောင်းဆိုပါတယ်ပြီးရနဲ့ကျွန်တော်တို့ white house ရှိအောင်လာရတယ်လာပြီးလို့ရှိရင်ကျွန်တော်တို့ white house မှာကျွန်တော်တို့အမေတော်သားစုကြည်နေတကွာတမန်ကြီးဦးမြင့်ပါဝင်နိုင်ငံချင်းသမားအားလုံးရဲ့စက်မကြီးအခြေအနေနဲ့ကျွန်တော်တို့ဒီအမြန်ဆုံးလုံးပြောင်းဖို့အတွက်ကျွန်တော်စုဆောင်ပွဲလေးကျင်းပပါတယ်ဒါကိုကျွန်တော် white house ရှိမှကျင်းပခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တမန် trend တက်ပြီးတော့ပထမဆုံးအချိန်ကျွန်တော်ဆက်လုပ်တဲ့ white house ရှိမှလူစုတဲ့ဆန္ဒပြပွဲ ဖြစ်တယ်ဗောနော်ဒါကျွန်တော်တို့ဟိုစမ်းသက်စမ်းသက်ကြည့်တာဗောနော်ပထမတမန်ထရန်တက်လာခဲ့တဲ့ကျွန်တော်တို့ဒီလိုမျိုးလူစုလူဝေးနဲ့ဆန္ဒပြတယ်မလို့ဖြစ်ဘူးဒါပေမဲ့အခုပွဲရတာကျွန်တော်တို့ပရောစမ်းကြည့်တာအဓိကတော့ကျွန်တော်တို့တမန်ထရန်နေနေတယ်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲဆိုတာကိုကျွန်တော်တို့လုံးဝတရားဝင်ထုတ်ပြီးတော့ကန့်ကွက်ဖို့ကိစ္စဒါကိုကျွန်တော်တောင်းဆိုပါတယ်ဒါအပြင်ကို Congress နဲ့လည်းဒီ မတရားရွေးကောက်ပွဲเนาะအတူရောက်ရွေးကောက်ပွဲကျင်းပမလုပ်နေတဲ့တက်ဆိုင်သူတွေတာဝန်ရှိသူတွေအကုန်လုံးကိုဆန်ရှင်တွေလုပ်ဖို့တင်းတင်းကြပ်ကြပ်ရေးရယူမှုတွေလုပ်ဖို့တဲ့ကျွန်တော်တောင်းဆိုမှုတွေရှိပါတယ်အဲ့တော့လည်းကျွန်တော် support တာရှိပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့နယူးယောက်မှာကျွန်တော်တို့เนาะတမန်ဟိုတာမကြီးဦးကျော်မိုးထွန်းတို့ကျွန်တော်တို့တောင်းဆိုပွဲတွေကျွန်တော်ကျင်းပခဲ့ပါတယ်အဲ့ဟိုနိုင်ငံကျွန်တော်တနိုင်ငံလုံးကရှိတဲ့အင်အားစုတွေเนาะထောင်ထဲချီပြီးတော့လာကြပြီးတော့စုယုံပြီးတော့ကျွန်တော်နယူးယောက်စီးတီးမှာကျွန်တော်ဆန်လက်ပြတောင်းဆိုပွဲလုပ်ခဲ့ကြပါတယ်ဒါကတော့ဦးကျော်မိုးထွန်းကိုဆက်ပြီးတော့ဒီ United Nations ဘာတရားဝင်အသိပ္ပံပြုထားဖို့ဆိုတဲ့ကိစ္စ ်အဲ့ဒါတောင်းဆိုခဲ့တယ်အဲ့ဒီတော့ကျွန်တော်တို့ဒါယာစပိုရီအကုန်လုံးအမေရိကန်မှာရှိတဲ့အင်အားစုတွေအကုန်လုံးစုပေါင်းပြီးတော့ချင်းပါကြတာဖြစ်တယ်အလားတူပဲကျွန်တော်မကြခင်မှာလဲကျွန်တော် white house ship မှာဟာဒီ United States government ဟိုကျွန်တော်ဒီ election နဲ့ပတ်သက်ပြီးတော့အထူးရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံးဝလက်မခံဘူးဆိုတဲ့ဟာကိုတရားဝင်ထုတ်ပြောပြောပေးဖို့တောင်းဆိုပွဲကိုကျွန်တော်ချင်းပါဖို့စီစဉ်တာလည်းရှိပါတယ်ဒါတွေကတော့ကျွန်တော်တဖြည်းဖြည်းနဲ့အရှိန်မြင့်တင်ပြီးလုပ်သွားဖို့ရှိပါတယ်ကျွန်တော်ဒီနေ့ပွဲတော့ဒါအဲ့အဲ့လိုလုံးလုံးပဲလှုပ်ရှားမှုတွေအစပွဲလေးပေါ့နော်ဒါအပြင်ကိုဒါကတော့ကျွန်တော်တို့ဝေးရောက်နေကြတဲ့ကျွန်တော်တို့တိုင်းသားအားလုံးနော်ဗမာပြည်ပေါ်အတိုင်း သားရဲ့အားလုံးရဲ့တုတ်ရှားမှုပေါ့နော်။ဒါတူရောင်ရွက်ကောက်ပဲဆိုတော့ကျွန်တော်လက်မခံဘူး။ဒါအပြင်ကိုတာမကြီးကိုလည်းကျွန်တော်ဆက်လက်ထောက်ခံမယ်။ဒီမှာထားဆက်ပြီးတော့ထားရှိပေးပါ။ဒါတွေကိုကျွန်တော်တို့လှုပ်ရှားလို့ရတော့တောင်းဆိုသွားမယ်။ဒါကျွန်တော်တို့တောင်းဖြစ်တယ်။ဒါအပြင်ကိုထိရောက်တဲ့ရင်းယူမှုတွေလုပ်ဖို့ဆိုတာလည်းကျွန်တော်တို့တောင်းတော့ကျွန်တော်တို့အစိုးရတွေကျွန်တော်တောက်ဆိုလို့ရတယ်။ကျွန်တော်တို့က citizen citizen တွေဖြစ်တယ်။ကျွန်တော်တို့က citizen ship right တွေ။ဟောကျွန်တော်တို့ရဲ့နော် constitution right တွေနော်ဒါတွေသုံးပြီးတော့ tax payer right တွေသုံးပြီးတော့ကျွန်တော်ကျွန်တော်တို့အစိုးရတွေကျွန်တော်တောင်းဆိုမယ်ပေါ့နော်။ကျွန်တော်ချိန်ရောက်ရင်းယူမှုတွေလုပ်ဖို့ဟာပြီးလို့ရှိရင် election ကိုလုံးဝလက်မခံလို့ဆိုတော့တရားဝင်ကြေညာပေးပါ။ဒါလေး 给我倒水。 အဲ့လိုပဲကျွန်တော်တောင်းဆိုသလိုပဲတစ်ဖက်မှာလည်းကျွန်တော်ကျွန်တော်တို့ရဲ့တော်ရင်ဟလာလက်ထက်ကန်အင်အားစုတွေဆိုလို့ရှိရင်တို့နေမြေတွေပါ KNU ကစားလာတို့နေမြေတွေပါအတူတူရွက်ကောက်ဝဲလုံးဖို့အတွက်ကိုလာဘဲဆွဲတာပဲလုံးဝလက်မခံဘူးရွက်ကောက်ဝဲကိုလောရတာလက်မခံဆိုတာမျိုးတွေပြောထားပြီးသွားပြီလာတူရဲ့ကျန်တဲ့ကျွန်တော်အညာဒေသမှာဆိုရင်လည်းကျွန်တော်တို့က PDF တွေဟာဒီလိုရွက်ကောက်ဝဲနဲ့ပတ်သက်တဲ့ဟာလှုပ်ရှားမှုတွေလုံးဝတို့နေမြေမှာလှုပ်ခွင့်မပြုဆိုတဲ့ဒါမျိုးတွေလည်းစားရိတ်ထုတ်ပြီးချစ်ပါတာတောင်းဆိုတာရှိတယ်သတိပေးတာရှိတယ်လာတူရဲ့ကျွန်တော်တို့ရဲ့နော်ဒီကျွန်တော်တို့ရဲ့ဒီလူတော်လာရဲ့ခေါင်းဆောင်ဖြစ်တဲ့ဟာကျွန်တော်တို့ဘက်ကနေလည်းကျွန်တော်မြေပြင်အပြောင်းလဲတစ်ခုဟာ နိုင်ငံတကာအနေနဲ့တော့အဲ့ဒါစိုးရိမ်နေတဲ့နော်တိုင်းသားတွေနဲ့တကယ်လို့စေအောင်စုကိုအဲ့ဒါလက်တွဲထုတ်ချပြီးလို့ရှိရင်တိုင်းပြည်ကဒသတိမြေပြုတ်ကွဲမလားဆိုတော့စိုးရိမ်ချက်ဒါတွေအတွက်ကိုကျွန်တော်တို့စိုးရိမ်စရာမရှိဘူးကျွန်တော်တို့တိုင်းသားရင်နဲ့ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေနဲ့နော်အထူးသဖြင့်တော့မြန်မာအများစုဖြစ်တဲ့ NLD အင်အားစုတွေနော်ဒါ UNG က CRPH စတဲ့အင်အားစုတွေတိုင်းသားတွေကနားလည်မှုတွေရရှိထားပြီးသားပြီးအနာဂတ်ကိုလက်တွဲပြီးတော့ရင်းရင်းနဲ့တိုင်းပြည်ထူထောင်ကြမယ်နော်အစိုးရစေအောင်ဒီအာဏာရှင်စနစ်ကင်းစင်တဲ့နော် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရဲ့နော်စစ်မှန်တဲ့ဒီမိုကရေစီကိုစုပေါင်းပြီးခြေထားကြမယ်ဆိုတော့သဘောတူညီမှုမျိုးကိုရအောင်လုပ်ဖို့ရေးကြည့်ပါဒါလည်းပြတ်ဖို့လိုပါဒါသိပ်ရေးကြည့်ပါလေကျွန်တော်တို့ diaspora တွေကကျွန်တော်တို့ diaspora နေသူရတဲ့လောက်လှုပ်ရှားနေတဲ့ချိန်မှာကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကလည်းသူတို့ရဲ့တာဝန်ဖြစ်တဲ့နော်အဓိကတိုင်းသားတွေနဲ့သဘောတူညီမှုကိုအမြန်ဆုံးစစ်ကောင်စီချစ်ပါမယ့်အထူးရောက်ရွေးကောက်ပွဲမတိုင်ခင်မှာ ထင်ရှားတဲ့နော်သဘောတူညီမှုတွေရအောင်လုပ်ပြီးတော့ကမာကြီးကိုချက်ပြပေးပါဒါဆိုရင်တော့ကျွန်တော်တို့စစ်ကောင်စီလုပ်တဲ့သူ့ရောက်ရွက်ကောက်ပြီးကျွန်တော်တို့အနေနဲ့အထူးတွေစန့်ကျင်နေကြလမ်းမျိုးတော့စိုးရိမ်ကြလမ်းမျိုးတော့အဓိကကျွန်တော်တို့ဘက်ကနေပြီးတော့တိုင်းသားတွေနဲ့ညီညာညာလက်တွဲပြီးတော့အနာဂတ်နော်ဖက်ဒရယ်ပြောင်စုကိုစစ်မှန်တဲ့ဖက်ဒရယ်ပြောင်စုအားလုံးညီညာစွာလက်တွဲသွားကြမယ်ဆိုတဲ့အချက်ကိုသဘောတူညီရောက်ချက်ပြနိုင်မယ်ဆိုရင်တော့ဒါအကောင်းဆုံးပဲဆိုတော့ကျွန်တော်အနေနဲ့ညှော်လင့်ပါတယ်တောင်းလဲတောင်းဆိုချင်ပါတယ်အဓိကတော့ဒေါ်စုကအသက်80ပေါ့နော်ဟာ80လည်းဖြစ်လာပြီ ဒါအပြင်ကိုကျွန်တော်တို့ခုနပြောတဲ့ဒီ80နဲ့တက်ရှင်းတဲ့ပြည့်မွေးနေ့နဲ့ပတ်သက်ပြီးလို့ရှင်လေသူ့ရဲ့ဒါကင်မကိုယ်တိုင်တကမ္ဘာလုံးပတ်ပြီးတော့ဟာကျွန်တော်တို့ US ကိုလည်းလာပြီးတော့သူ့အနေနဲ့ဒီအမေစုရဲ့80ပြည့်မွေးနေ့ကမ်ပိန်းကိုတနင်္ဂနွေလုံးတိုင်းတာတကမ္ဘာလုံးတိုင်းတာနဲ့ရန်ကုန်ငွေတွေရှာပြီးတော့ဟာလှုပ်ရှားမှုတွေအကြီးကျယ်လုပ်ခဲ့တယ်ဆက်တမှာပဲသတင်းကထွက်လာတယ်တော်စုကကြံ့မိုင်းမကောင်းဟာဒီအတွက်ဒီနိုင်ငံထဲမှာဆိုလို့ရှိရင်အဓိကအဖြစ်တင့်တော်တဲ့ကုသမှုတွေနော် တိတ်ခဲ့ရလားတင့်တော့တဲ့ကုသစေကုသမှုတွေမရအောင်ဆိုတာလဲကျွန်တော်ကြားရတယ်အဲ့တော့လဲစိတ်ပူတယ်ကိန်းကလည်းစိတ်ပူတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့လဲတော့စုရဲ့ဟာလာကျမ်းမာရေးဒါမှတရားဖန်ဆီးတာလေဟုတ်တယ်မလား နှစ်ပေါင်းအခုဆို9နှစ်ရှိတာပြီအိဗယ်မရှိပဲတဲ့ဟိုအပြစ်မရှိပဲနဲ့အပြစ်ရှာပြီးတော့ကျွန်တော်ဖမ်းဆီးရတယ်ဗတရားဖမ်းဆီးခံတာဒါကိုကျွန်တော်တင့်တော်တဲ့ကျမကြီးတော့ဆောက်ရှောက်မှုတော့အနည်းဆုံးရသင့်တယ်ဗောဒါအတွက်ကျွန်တော်တို့ဒေါ်စုရဲ့ကျမကြီးကိုကျွန်တော်ဆူတောင်းပေးရတဲ့အတွက်ဒါကိုဆက်လုပ်ဖြစ်တာဖြစ်ပါတယ်ဆက်ထမ်းမှာပဲကျွန်တော်တို့ US US ကိုဟာသူသဖြင့်တော့ Trump နော် President Trump ရဲ့ administration ကိုကျွန်တော်စပြီးတော့လည်းချစ်ခဲ့တဲ့ဘောเนาะအချင်းခဲ့တဲ့ခါမှာကျွန်တော်တို့ကဒီလူခွေရဲ့အခြေခံနဲ့ဘောเนาะကျမကြီးနဲ့အခြေခံပြီးတော့စပြီးချစ်ခဲ့တာဘောဒါလေးကိုအကြောင်းပြပြီးကျွန်တော်တို့ကဒေါ်စုကျမကြီးတို့ကျွန်တော်လာပြီးဆူတောင်းပွဲလေးကိုသူ့ရဲ့ အိမ်ပြိုရှိမှာလာလောက်တယ်ဆိုတော့ဒါကျွန်တော်တို့အစအစပြိုကြည့်တာပေါ့ညီစမ်းခင်းပြိုပေါ့ဒီကနေမှတစ်ဆင့်ကျွန်တော်တို့တကယ်လို့သူနဲ့ဟာလားသူ့ဘက်ကလည်းဘာမှကျွန်တော်တို့ပုံကအမြင်မှန်ရှိတယ်ဟာလားသူစာနာမှုရှိတယ်ပြလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့လှုပ်ရှားမှုတယ်သူက white out ရှိမှာကျွန်တော်ဆက်လုပ်ပြီးတော့တောက်ဆူသွားမယ်ဆိုတော့လှုပ်ရှားမှုဒါပါအဲ့ဒါရွရွာလား crimes against humanity and they are committing the war crime and they are killing the innocent people every day in my country that's why we are here today to get awareness and then try to ask mr president to push pressure more. We need more pressure to push this kind of terrorist regime to stop violating all the human rights, crimes against humanity, and all the genocide. That's why we are here to request not only to the administration, we are here to ask for the US Congress too. And then we are here to express our grave concern over the pro-communist Bur military regime. Reasons hiring of US based lobbyists, lobbyist firm, at the cost of